ော့ကူမြို့နယ်အတွင်းရှိကြက်တန်းကုံကျွန်းညိုကြီးနဲ့ကျွန်းဦးကြီးရွာတွေမှာမြေရေတိုက်စားမှုကြောင့်ကမ်းပြုတ်မှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။အဆိုပါကြီးရွာတွေမှာပြီးခဲ့တဲ့ရေနဲ့ကာလမှာကမ်းပြုတ်မှုတွေရပ်တန့်သွားပင်မဲ့လေအခုမြေရေပြန်လည်မြင့်တဲ့ချိန်မှာတော့မြေရေစီကြောင်းတွေဟာကျွရွာတွေစီကိုဥတည်စီစဉ်လာတာကြောင့်ကမ်းပြုတ်မှုကိုပြန်လည်ကြုံတွေ့လာရတာဖြစ်ပါတယ်။ကမ်းပြုတ်မှုနဲ့ကြုံတွေ့နေရတဲ့ကြက်တန်းကုံကျွရွာမှာအရင်နှစ်တွေကလည်းမြေရေတိုက်စားမှုကြောင့်စိုက်ပျိုးမြေအလုံးဆုံးရှုံးခဲ့ရပြီး လူနေအိမ်များထပ်မံရွှေ့ပြောင်းမှုပြုလုပ်ခဲ့ရတဲ့အတွက်နေထိုင်စားသောက်ရေးအခက်အခဲများကြုံတွေ့နေရကြောင်းလဲဒီသားခံတအူးဖြစ်တဲ့ဥပေါ်ကာကအခုလိုပြောပါဗျ။ကန်းနေသွားတဲ့အတွက်ကျတော့ကမီးလောင်လာသည်ရရှိကုန်မယ်လို့ကန်းသူတာကျတော့ကအကုန်ဆုံးရှုံးတာ။ဘာလို့ကိုရတဲ့ကြေးပါရတဲ့မြေနုပေးရင်ကိုဒသမ50ပေးရင်50ကုန်ရင်ဒုဒုကန်စားသောက်ရက်ဒီသားသူတွေမှာအခက်အခဲတွေ့တယ်။အဲသူတို့အခုလက်ရှိတော့သူတို့ဈေးရောက်စားနေရတယ်။ဒါမြို့သွားပြီးတော့ပြန်ချလုံနေရတယ်။ဂုံထမ်းတဲ့လူဂုံထမ်းတဲ့ဈေးကို နော်ဒီစီးကြကြီးပါတယ်နေရက်တွေနေတယ်အဲ့ဒီခက်ခဲမျိုးလောက်ကိစားဒါရှိမယ်ဆိုရင်ကျွန်တော်အဲ့လိုသွားအောင်ကိုကိုကြီးပါကိုကိုကွင်းထဲမှာလှုပ်လှစားလို့ရတယ်ကျွညိုကြီးကြီးရအောင်စုကျွညိုကြီးကျွန်းဦးနဲ့ကုတ်ကိုကုံကျွရတွေမှာရခင်ကစိုက်ပျိုးမြေဧက900နီးပါးရှိခဲ့ပြီး2012ခုနှစ်မှာစတင်ဖြစ်ပေါ်ခဲ့တဲ့ကမ်းမြုံမှုတွေကြောင့်စိုက်ပျိုးမြေများပြိုကျပျက်စီးခဲ့တဲ့အတွက်အခု2016ခုနှစ်ကဧက300ဝန်းကျင်လောက်သာရှိတော့တယ်လို့ဒေသခံတွေကပြောပါတယ် ျုံအုပ်ကျွရမှဦးဝေတာကလည်းကမ်းပြုံမှုနဲ့ပတ်သက်ပြီးအခုလိုပြောပါဗျ။တောင်ပက်မှာတကောပြီးတရပြီး300လောက်ရှိလာပြီလှုပ်ရှားမြေလေ2012ကနေပြီးလာဒါတခါ2013ညတော့ရွာကြီးကိုကတ်လာကမလှုပ်ရှားမြေတော့2012 2013ကိုပြိုးလို့ပုံတော့2014ညတော့ရွာကြီးကတ်လာအဲ့ဒီနှစ်မှာပဲဟိုဟာအင်းကြီး15လောက်16နှစ်ပဲရှုလိုက်ရတယ် အိမ်လုံးနေနော်တော့အဲ့လိုပဲဘာမှအကရာနိုင်ငံတော်လည်းလုပ်ပြနေတာမျိုးရှိကျွန်တော်လည်းကုရုကုဒါအခုအရက်နဲ့မလုံးနိုင်တော့2015ကျတော့ကျွန်တော်တို့အင်ဂျင်14လုံးတခါထပ်ရွှေ့ရတယ်အဲဒီနှစ်တော့အင်ဂျင်တော့မရွှေ့ရသေးတာနဲ့ရွာအနောက်ပိုင်းနဲ့ကိုယ့်ကိုယ်နားတွေတော့ကိုကျူးမှုပဲလို့ပဲအဲ့လိုကဘာတော့ပြိုးလိုက်တာရှိတယ် မကွေးတိုင်းဒေသကြီးရေအရင်မြင့်နဲ့မြစ်ချောင်းမြောင်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှပြီးခဲ့တဲ့2015ခုနှစ်ဖေဖော်ဝါရီလအတွင်းကကြက်တန်းကုန်းကျရွာကမ်းပြုံမှုကာကွယ်ရေးအတွက်ကြက်သိမ်းပေါင်း2400ကျော်ကုန်ကြခံပြီးကမ်းပြုံမှုကာကွယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ပါတယ်။ AOD မြေတိုက်စားမှုကြောင့်ကမ်းပြုံမှုနဲ့ဇဒရင်ဆိုင်နေရတဲ့ပခုတ်ကုံမြို့နယ်တွင်ကြက်တန်းကုန်းကျုံညိုကြီးနဲ့ကျုံဦးကျွရများမှဒေသခံတွေကကျွရတွေအနီးမှာရေလွဲရေကာတာများတိစောက်ပေးဖို့မျှော်လင့်နေကြပါဗျာ။